အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်ဝိသုတ္တလေးနဲ့မယ်ရတော့ကာလန်းဘောတစေးလို့အမည်ရပါတယ်စာရေးဆရာကတော့စာရေးဆရာတတိဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာဒီနေ့ပုပ္ပယုံကြောင့်ကထင်ရတော့အတော်စီရပြောဆရာတော်ဆိုတော့ဝန်တာလို့တပြုံးပြုံးဖြစ်နေရောဗျာဒီလိုဗျာ ထနောင်းကောင်းကနေရန်ကုန်လို့ငန်းလေးတို့ပြောင်းသွားတဲ့ကျုပ်တို့ရွာသားဟောင်းတွေသူတို့ချင်းချင်းဆက်သွယ်လို့ပြီးရွာကိုစုစုပြန်လာကြတာဗျလွန်ခဲ့တဲ့နှစ်နှစ်ကလေးကရွာမှာကထိန်ခင်းဖို့ငွေစုကြတယ်ဆိုပဲလူလိုက်ကြတာဗျကျုပ်တို့တွေကတော့မိခိုးကိုတိတ်နေရောပဲပရိသာပင်နေလဲတီးထားလိုက်တာနဲရောလားဗျအပင်20လောက်ကိုရှိတာဗျရွှေတော်မူဖျားဝဲမှာတီးနေကြကိုမင်းတို့ဒိုးဝိုင်းနဲ့ဥရွှေရုံတော်မူအကနဲ့ရွာထဲကလမ်းစိတ်အောင်ကထိန်ထဲကြတာဗျာ ထနောင်းကောင်းသားတွေပျော်ကျဲ့တော့ပြောမနေရောနဲ့ဗျာကျုပ်တို့ကာလာသားတွေကတော့လှုပ်ပင်ပန်းတာဘူးဗျာဒါပေမဲ့ကျုပ်တို့ကလည်းပျော်နေတာဆိုတော့ပင်ပန်းတယ်လို့မထင်ဘူးညို့ကျုပ်တို့ကာလာသားတွေတရားမှမအိမ်မပြန်ရဘူးဗျာအားလုံးဆရာတော်ကြောင့်ပါပဲအိတ်ကြရတာအိတ်တဲ့သားပြောတာပါဗျာမေးရုံလေးပါပဲမနဲ့ကြွေးဖို့အတွက်ညကလေးရဲ့ချက်ပြုတ်နေကြရတာမဟုတ်လားတဆောင်လုံးဆိုတော့ကျုပ်တို့ညာအတော်အေးနေပြီဗျာရန်ကုန်လာတဲ့ကိုစိန်မောင်တို့ကိုမြောင်မောင်တို့ဆိုရင်ចောင်းဝင်းထဲမှာမိလုံနေကြတာဗျာ ကိုစိမ်မောင်နဲ့ကိုမြမောင်ရန်ကုန်မှာနေကြတာတက်စီကားတွေထောင်ထားတယ်ဆိုပဲသူတို့ညီကိုလည်းကိုတန်တယောက်တစ်စီးမောင်နဲ့ပြီးတော့၃စီးလောက်ကသူတို့ထောင်ထားပြီးသူများကိုငားထားတာအခုလာတော့တိုက်လာတဲ့တက်စီသမားတွေက6ရက်9ရက်လောက်ရှိတယ်ဗျအဲကောင်တက်တယ်လာပါဦးကွာကိုမြမောင်ကိုစိမ်မောင်ကြုတ်ကိုလှုပ်ခင်တာဗျကိုစိမ်မောင်ကြီးခေါ်လို့ကြုတ်ကသူတို့မီးတုံတဲ့နေရာကိုတွားလိုက်ပါတယ်ဟာထိုင်မောင်ကတက်တယ်မနဲ့တော့လောက်ကင်များနေတို့လား ကိုမြမောင်ကြောက်ကိုမေးတယ်သူတို့ညီကိုကတက်သုံးငယ်ကျော်တော့ရှိပြီဗျအညာသားတွေဒါဆိုရယ်ဒီလူတွေကအသားလက်လက်တွေဗျညီကိုနှစ်ယောက်စလုံးလူပုံကျော်တွေပေါ့ဗျာစိတ်ထားကလည်းလှုပ်ကောင်းကြတာကျုပ်ကကိုစိန်မောင်ညမောင်ဝဲထိုင်လိုက်တယ်ကိုစိန်မောင်ကရန်ကုန်ပါလာတဲ့သူတို့မိတ်ဆွေတက်စီကြီးတွေဘက်ကိုလှည့်ကြည့်ပြီးပြောတယ်ဗျကိုဝင်းတို့ကိုကြည်စိုးတို့မဖဲဝါကိုကြားဦးကြကြဗျာဟာကြားဦးတာပေါ့ဗျကိုစိန်မောင်ရယ်ဘာဖြစ်လို့ဟောဒီကကျုပ်တူတာတည်းကမဖဲဝါကြီးနဲ့လှုပ်ခင်တာဗျာဟေးဟုတ်တာ နှုတ်မောင်းတတ်တယ်မဖဲဝါအောင်မြင်မှုသလားကွာကျုပ်ကအန်အော်တဲ့မျက်နှာနဲ့ကြည့်ပြီးကိုကြီးဆိုးဆိုးတဲ့သူကမေးတယ်ဗျာအာမြင်ဘူးပါဗျာဗျာကျုပ်ကပြန်ပြောလိုက်တော့ရန်ဝန်းလာတဲ့ကားဆရာတွေအန်အော်ပြီးခေါင်းနှိပ်ထောင်းလာကြတယ်ဗျို့ဟင်ဘယ်လိုပုံစံမျိုးလုံးကမောင်းတတ်တယ်ရပြ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 အောင်ကွာအသက်၄၀ကျော်တော့လောက်ရှိရဲ့ကားဆရာကကျုပ်ကိုမေးတယ်ဗျာအစားကကျုံနေရတယ်မဖဲဝါအရက်ရှိကြီးဗျာဟေးဘယ်လောက်တော့ရှိလို့တော့ဟောင်းတတ်တယ် ကားဆရာတယောက်ကမီးဖို့တဲကိုထင်းတုံတုံထိုးတဲ့ရင်ကြုတ်ကိုလှမ်းမေးလိုက်သေးဗျ။ဆယ်ပေလောက်ရှိတဲ့ပြိုးသပင်ဖားရည်နဲ့မျိုးလုံးကြီးရဲ့နီနီကြီးတွေမျက်နှာကြီးကတော်တော်ကြီးကိုကြောက်စရာကောင်းတာဗျ။အေးဟုတ်လား။တို့နေပေါင်းဝေစားဘလို့ဝတ်တော့။ကိုဝင်းလို့ခေါ်တဲ့ကားဆရာအကျုပ်ကိုမေးပြန်တယ်။တော်တော်ရှိကြတဲ့ဝေစားမျိုးဗျ။ကားထောင်အင်းကြီးလက်ပွားပွားအင်းနဲ့သမင်ထက်ဆင်ပြားကြီးကြီးကိုဝတ်ထားတာဗျ။တို့နေပေါင်းမော်တာတွေ။ ဆောဆောကပြောတဲ့အချိန်မှာအစအမြင်တော့ဆိုတာပါတယ်အခုနောက်မြင်တာဟုတ်ဒီနောက်ပိုင်းမှာတော့မဖဲဝါကြီးရဲ့ကြိုက်တဲ့ပုံကိုပြောင်းနိုင်တာတွေ့ရတယ်ကြာဟေးဟုတ်လားမောင်တာတည်းဒါဆိုမဖဲဝါကြီးကမြို့ထဲရွာထဲမှာရှောက်သွားရှောက်လာနေရင်တော့ကျိုးတို့ဘယ်လိုလုပ်သိမှာတော့အာအဲ့ဒီလိုမဟုတ်ဘူးကြာမဖဲဝါမြို့တွေရွာတွေထဲကိုအကြောင်းပိသမရှိပဲမဝင်ရဘူးကြာဟေးဟုတ်လားမောင်တာဒီအကြောင်းဘယ်လိုသိတာတော့ကားဆရာတယောက်ကမေးခံရောပြောဟိုတလောကဘံဝေးကုန်းသတ်မှာမခဲဝါနဲ့ကျုပ်တွေ့တယ်ကြာ ။ "तू အကျုပ်ရဲ့လောက်ရှိရဲ့မင်းကလေးပုံစံလှုပ်ထားတာပဲ။ तू ခွေးနဲ့ကြီးကိုလည်းခွေးသေးသေးလေးပုံစံပြောင်းထားတာ။ကျုပ်ခင်လုံးဝမမမိပါဘူးဗျာ။နောက်တော့ရွာတကားမှာရွာထဲဝင်ဖို့လိုရင်သူ့ကိုကျုပ်ကလှည့်ခေါ်လိုက်တယ်။ဒီတော့မှ तू အကျုပ်ကိုဟဲ့တာတည်းနဲ့ဘယ်ဘဲသွားသားမလိုက်လို့ရတယ်။ဒါပေမဲ့ငါရွာထဲတော့ဝင်လို့မရဘူးဟဲ့လို့ပြောတာဗျာ။ဟေးဟုတ်လားကွန်မောင်တတည်းရဲ့။ကားဆိုတော့စားမိတော့ရင်စပြောပြတော့တာမဟုတ်လားဗျာ။ကျုပ်ကသူတို့ကိုကျုပ်ရဲ့တွေ့ကြုံနေနေပါပါပြောပြတာပေါ့။ဒီမှာနဲ့စကားဝိုင်းကြီးကတဲအเจ้าကြီးပဲရောက်သွားတယ်ဗျာ။ ဒီလူတွေကလည်းကားစရာတွေဆိုတော့နေရောညပါကားတစ်စီးနဲ့လမ်းပေါ်မှာနေကြရတဲ့သူတွေဟုတ်ဗျသူတို့မှလည်းတွေ့ကြုံနေနေတာမှမဟုတ်တာသူတို့ပြောတဲ့အကြောင်းတွေကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတာမျိုးပထမဆုံးစပြောတာကိုဝင်းဆိုတဲ့ကားစရာဗျအေးပြောအောင်မဲကွာအဲ့ဒီတော့ကရန်ကုန်မန္တလေးလမ်းဟောင်းမရှိသေးတာကွာချီဆိုတာငါကရန်ကုန်ကတထေးတယောက်ရဲ့ကောင်းမောင်းနေတာအဲ့ဒီနေ့ကတထေးကသူ့ရောကိစ္စတစ်ခုရှိလို့တော့ရတာလေ တထင်းနဲ့ငါနဲ့နှစ်ယောက်ပေါ့ကွာညနေနေရိုင်းသွင်းနေတော့ကြတော့ပခိုးနဲ့ဖះအေးရရောက်ပြီကွာကားဆရာကုံဝဲကပြောရင်းနဲ့ရင်းနှီးချင်းတကြိုက်တောက်လိုက်တယ်ဗျကြော်ရောကြံတဲ့လူတွေကိုကုံဝဲဆက်ပြောမှာအောင်နေကြတာပေါ့ဗျာအေးအဲ့ဒီနေရာလဲရောက်ရောငါတို့ရှေ့မလန်းမကန်းမှာကောင်လေးတယောက်ကိုခွင်းနဲ့ကြီးတကောင်ကိုလိုက်ကြိုက်နေတာဟိဘလို့ဗျကုံဝဲကကောင်လေးဟုတ်လားကားဆရာတယောက်ဝင်ပြီးမေးတယ်ဗျကုံဝဲကကောင်းကြီးပြကြီးဆက်ပြောတယ်အေးဟုတ်တယ်ကိုမိုးရဲ့ကောင်လေးဗျအသက်၁၂နှစ်၁၃နှစ်လောက်ပဲရှိအောင်မယ်ဗျ အစိုးဂရောင်းကြိုက်ထားတာဗျို့ပြင်းနေတာမှအသက်ကိုလူပြင်းနေတဲ့အတိုင်းပဲဗျာနောက်ကလိုက်တဲ့ခွေးကကြီးသလားဗျအာကိုမိုးကကျုပ်ပြောရင်ခမရုံရင်မလေးုံမှာနံပါတ်တန်းတစ်ကောင်လောက်ရှိတာဗျခွေးနဲ့ကြီးခွေးနဲ့ကြီးဗျနေုံဗျအကိုရင်ခမမြင်နေရတာကိုခမရဲ့တတိယမြင်လားဗျကိုမိုးဆိုတဲ့ကားဆရာမယုံသင်္ကန်းနဲ့ထက်မိတယ်ဗျမြင်နေမြင်နေ तू ကနောက်ခန်းမှာထိုင်လာတာ तू လည်းမြင်နေမြင်လို့တတိယပြောတာဟုတ်ဗျအာခမရတတိယကဘာပြောတာတော့ ကိုဝင်းကိုဝင်းခိုးရှိမှာကားရက်ပေးလိုက်ကျုပ်ကောင်လေးကိုကားပေါ်ခေါ်တင်လိုက်မယ်ဒီကောင်လေးဒီနားမှာပဲနေတာပဲဖြစ်မှာသူ့အိမ်ကိုလိုက်ပို့လိုက်ရတာပေါ့ဗျာတတိယပြောတော့ငါကားကိုရှေ့ကျော်မောင်းလိုက်တာပေါ့ကွာရှေ့ရောက်တော့မှကားကိုရက်လိုက်တယ်ငါတတိယကနောက်ခံတကားကိုမင်းမြဖွင့်လိုက်တယ်ပေါ့အဲ့ဒီမှာပဲတေလူမြဘာပြင်းနေတဲ့ကောင်လေးကငါတို့ကားနားလေးရောက်လာတော့ငါတတိယကားထဲကခေါင်းလေးပြုတ်ွှဲပြီးဟက်ကလေးလာ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 ကားကိုမင်းမြန်တက်တို့လှမ်းခေါ်လိုက်တာပေါ့ကောင်လေးကကားထဲပြေးဝင်ရောလားဗျကိုမင်းပြောတာကိုစိတ်ဝင်စားနာထောင်နေတယ်ကိုမိုးကဖြတ်မိလိုက်တယ်ဗျ ဝင်မှုနေနေတာတော့တထီးကိုလက်ရီပြပြီးဆက်ပြီးသွားတယ်ဗျဒီတော့မှငါတထီးလည်းအောင်မလေးလို့ဩပြီးကားတကောဝုန်းဝင်းဆောင်ပေးလိုက်တယ်ကွာဟင်ဘလို့ဖြစ်လို့ကိုဝင်းဒီတခါမေးတာကိုစိန်မောင်ကြီးပြောကျုပ်တထီးကိုလက်ရီပြတဲ့ကောင်လေးမျက်လုံးလေးညီးနေနေဗျဗစက်ထဲမှာအစွဲလေးလည်းဖူးနေတာဗျို့ဟာဟေးဤလူခုနှစ်ယောက်တော့တပြိုင်တည်းအော်တဲ့တန်ဗျို့ပြီးတော့မှကိုဝင်းဆိုတဲ့လူကဆက်ပြောတယ် ကျုံတဲ့ဒူးလူတုံနေတာဗျာခွေးနဲ့ကြည့်ရတယ်ကျိုးတို့ကားပြီးရကက်ပြီးပြီးသွားတာနေတဲ့ကောင်းလားဗျာတတိယကျုပ်ရောချက်တီတီပြီးကြည့်နေတော့မှပဲကောင်းလေးကနောင်မင်းတပိုင်ရောက်ကိုပြေးဝင်နေဗျာခွေးနဲ့ကြည့်ရတယ်နောက်ကလိုက်တာဗောဗျာနောင်မင်းအောက်လေရောက်ရောကောင်းလေးရောခွေးနဲ့ကြည့်ပါဖြက်ခနဲ့ပျောက်သွားတာဗျို့ဒီတော့မှကျုပ်ရဲ့တတိဝင်လာလीကောင်းအောင်မောင်းထွက်ရတယ်ဗောဗျာတတိယသူ့ရောက်တဲ့အထိပြေးကြည့်မနာနဲ့ရွတ်တာဗျို့ကိုဝင်ကစကားလဲဆိုရင်ဒူးရစီကရက်လေးတစ်လေးကိုတွေ့တယ်ကထုတ်ပြီးမိမိဖွာလိုက်တယ်ဗျာอืมကိုဝင်းပြောတော့ငါလည်းပြောအောင်မေဟေး သူတို့ထဲမှာအသက်ကြီးဆုံးဗျဂီလူနာမည်ဥတင်ဝင်းနဲ့မျိုးဟာပြောအောင်ဗျဥတင်ဝင်းရဲ့ဒီတစ်ခါဝင်ပြောတာကကိုမရမအောင်ဗျအားလုံးကတော့ငြိမ်ပြီးနောင်နှောင့်နေကြပါဗျာဂီလိုကလွန်ခဲ့တဲ့3နှစ်လောက်ကပေါ့ကွာအခုမြန်လမ်းမကြီးမှာ135မိုင်မြောက်ခင်လောက်မှာငါတယောက်တည်းကိစ္စရှိလို့နေပြီးတော့သွားတာဗျအခုမောင်းနဲ့ကားနဲ့ပဲလားဗျကိုဝင်းကဝင်မေးလို့ဥတင်ဝင်းကပြန်ပြောတယ်မဟုတ်ဘူးကွာဒီတော့ကငါတို့အိမ်ကမတူးနဲ့သွားတာ ရန်ကုန်ကထွက်ပြေရအောင်နောက်ကျနေဖို့ကွာအဲ့ဒီနောက်ရောက်တော့ည9:00တော့ရှိပြီငါကာမီအောင်အောင်မခွေးနိုင်ဖလီနှစ်ကောင်အောင်ကပြေးနေတာတွေ့တယ်ခွေးရကြီးလားဗျကိုစိန်မောင်းဝင်မပြန်ဟောပြောအာမကြီးဘူးကွာပုံမှန်ခွေးရပါပဲငါကာမီအောင်အောင်မမြင်နေရတာကားလမ်းပေါ်မှာပြေးနေတာလားတွေ့ရလားမဟုတ်ဘူးကွာကားလမ်းဘေးမှာပြေးနေတာ ထမတော့အခွေးနှစ်ကောင်ပုံမှန်ပဲပြီးနေတာတဖြည်းဖြည်းနဲ့ခွေးရဒါပြီးတော့ဒါဟေးဘယ်တော့မှမြန်လာလဲဆိုရင်မိုင်90လောက်မောင်းနေတယ်ငါကားထက်တော်မှပုံမြန်မှတေးကြတယ်ကွာဘာလဲအခွေးအဲ့လောက်ပြီးနေလို့လားဟင်ဒါဆိုရင်ဖြည်းဖြည်းဝေးသွားမှာပေါ့ကားဆရာတွေကတယောက်တစ်ခုဝိုင်းမိကြတာဗျို့အာဟုတ်တာပေါ့ကွာတဖြည်းဖြည်းဝေးပျောက်သွားတာဟေးဟင်ဒါမြဥတင်ဝင်ရလေဘာထူးဆန်းလို့တော့ဘုရားကိုမှုကဝင်ပြောပြီးဥတင်ဝင်ရရင်းနှီးကပလေကောက်ကင်ပြီးတချိုင်းမောက်တော့လိုက်ဟက်ကောင်မောင်မွေးရငါစကားကမဆုံးသေးဘူးလေကွာ အဲ့ဒါနဲ့ငါလည်းကောက်ကိုဆက်မောင်းလာတာပေါ့ခဏခဏမောင်းလိုက်တဲ့ဆိုရင်တော့တွေ့တော့တာပဲဟင်ဘာလို့လုံးပြဥတည်ုံလဲစောစောကခွေးနဲ့နှကောင်လေကွာဒီကောင်နှကောင်ငါရှိရဂျူပီးပြီးလမ်းအနေငါ့ကိုပိတ်ဆောင်နေတဲ့ပုံပဲကွာဒီတခါတော့လမ်းဘေးမှာမဟုတ်ဘူးကွာလမ်းပေါ်မှာယက်နေတာငါ့ကိုကြိုးပေးထားတာလည်းမဟုတ်တော့ငါဘက်ကိုလှည့်ပြီးယက်နေတာငါကားမီးအောင်လည်းမရောကားစီကိုတန်းကြည့်လာကြတာဟာတော်တော်ဝေးသေးလားဗျကားစီရတဲ့ကဝင်မီးပြန်ပါဗျာဒါပေမဲ့ဟေးအဲ့ဒီခွေးသေးသေးလေးတွေကပြင်းပြင်းနဲ့အကြီးကြီးဖြစ်လာတာကွာ ဟာဒီတခါတော့အားလုံးအံ့ဩပြီးအော်လိုက်ကြတာပြီ။အေးကွာပြောရင်းနဲ့ခွေးနဲ့ကြီးရနွားပေါက်ရလောက်တွေဖြစ်လာတာ။ကာမီယောင်အောင်မှာမျိုးလုံးကြီးတွေဆိုတာညည်းပြီးတောက်နေတာဟေး။ဗဇက်ကြီးတွေဟာတာတော့အစွဲကြီးတွေဆိုတာဖွေးနေတာဟာ။ငါလည်းကားမန်တွေကုန်တင်ပြီးပိတ်ထားလိုက်တယ်။ရှာနေနေကြီးတွေတွဲလောင်းကြီးတွေကြာရင်အမြင်တော့တကူလုံးမှာချက်သိမ်းနေထားလိုက်တာကွာမပြောပါနဲ့တော့။ဒီလိုနဲ့ခွေးကြီးနှကောင်တဖြည်းဖြည်းငါကားနဲ့နီးလာရောဟေး။ငါလည်းဘာလို့အမှန်မသိတာနဲ့လီဘာကိုနင်းပြီးဝင်တိုက်ဖြစ်ဖို့သုံးပြလိုက်မိရောဟေ။ဘာပြောကောင်းမလဲကွာ နန်းနန်းတော့လိုလဲရောက်ရောခွင်းနေချင်းတော့ငါကားကိုလွှားကနေနေအောင်ခေါ်ဟုတ်တော့တာကွာငါလည်းလန့်သွားပြီကားကိုဆွဲကွင်းမိလိုက်တယ်ဟင်ဘာပြောကောင်းမလဲကွာကားကဝုံးကလေးနေအောင်မှောက်ပြီးလိမ့်သွားရောဟိငါလည်းတတိလစ်ပြီးဘာမှမသိတော့ဘူးကွာဟာဥတည်မယ်ဘာဖြစ်သွားလဲဖြစ်တာဘောကွာနိုင်ုံနှချောင်းကျိုးတွေခြေတော့တစ်ဖက်ကျိုးတွေစေးုံမှာနှလားကြော်ကြော်ကြာသွားတယ်ကွာအလုံးကခေါင်းလေးနည်းနည်းနဲ့ဥတည်ဝင်ဝိုင်းကြည့်နေကြတာဗောဗျာဒီထဲမှာတာတေလဲပါတာဗောကဲကိုမူရောတရေဒီနနာပါဝရမြင်မူလား ကိုစိန်မောင်းကိုမှုဘက်ကိုလှည့်ပြီးမေးလိုက် မြင်မှုပါပြီလားကွာဒါမျိုးဆိုတာတခါမို့တခါတော့မြင်မှုကြတာပါပဲကွာဟင်ဒါဆိုရင်ပြောပါအောင်ကြာဒီလူကငါအကြောင်းမြောင်းမှနေတာလေတရက်ကြတော့ငါတို့လမ်းမှာအရက်မှုနေတဲ့ကောင်တယောက်၆တက်တိုက်ကနေပြုတ်ချပြီးတေရောဟေးအရိတရဲ့ရှိမှာဗထောက်ပင်တပင်ရှိတယ်ကွာအဲ့ဒီဗထောက်ပင်ပန်ရှင်ကတိတိကျကျအော့ပောင်းလေးခွေပြီးစိုက်တာလားနွေးဆိုရင်အဲ့ဒီအုပ်ပေါင်းပေါ်မထမ်းရဘူးဗထောက်ရိပ်ကလေးနဲ့ဆိုတော့တဲပြီးအေးတာပေါ့ကိုမိုးက secret လေးကိုခွာလိုက်ပါတယ် ဲ့ဒီကောင်မချတော့ပြုတ်ကြတော့အဲ့ဒီဗရောက်ပင်ပေါ်ကျတာဗရောက်ပင်ပေါ်ဖြောင်းဝင်သွားပြီးတော့မှအုပ်ပေါင်းနဲ့ခေါင်းနဲ့စောင့်မိတာဟာပေါ်ရှင်ပြီးပေါ့နော်ကိုမအာပြီးတာဘောကအဲ့ဒီနာမှာကင်းလဲနေတယ်ကင်းသမားတွေပြောခွက်ဆိုတဲ့အတန်းကြီးလို့သူတို့ပြေးလာတာတဲ့အဲ့ဒီနာရောက်တော့ခေါင်းထဲကထွက်တဲ့အုံနောက်တွေဆိုတာဗရောက်ပင်အောင်မှာအပုံလိုက်ထွက်နေတာလေဟင်းအေးပေါ့ကွာ၆တက်တိုက်ဆိုတာနေတဲ့မြင်မှမဟုတ်တာကိုမြင့်မောင်ကြီးကဝင်ပြောတယ်ဗျာ ေးအဲ့ဒီမှာနေဇာတ်လမ်းစားတော့တာပဲဟာဟုတ်လားဗျအဲ့ဒီလိုဖြစ်ပြီးနှစ်ရက်လောက်ကြာတော့အဲ့ဒီအင်ဂျင်ကသူ့ဆိုင်ထားတဲ့ဗတောက်ပင်ကိုခုတ်ပြီးအုတ်ခုံတွေပါတူးထိုးပြစ်လိုက်တာငါကားသိမ်းပြီးပြန်သွားတော့အဲ့ဒီဗတောက်ပင်နေရာမှာမြေတောင်ညှိထားပြီးကွာနောက်တနေ့မနက်စောကြီးမှာဒူလန်းနဲ့မောင်ငါတို့အတုတ်တူရောင်းနေသူတွေတဲကလေးတွေတွန်းပြီးဆိုင်ထွက်ဖို့လာကြတာပေါ့ကွာအဲ့ဒီဗတောက်ပင်နေရာလဲရော့ရော့အောင်မလီအောင်မလီတဲရဲတဲရဲတဲရဲဆိုပြီးထားအော်ရော့ဟိသူတို့ရဲ့နေကိုအဲ့ဒီနာမှာပဲထားခဲ့ပြီးပြေးလိုက်ကြတန်းနေတာဆိုအပဲ နောက်တော့လမ်းထဲကလူတွေထွက်လာပြီးကောင်မလေးတွေကိုဆိုင်းခီလိုက်ပို့ကြရတာပေါ့ကွာအေးနောက်တညရောက်တော့ငါ့မှာမနက်စောကြီး၄သိပို့ရမယ်အော်ဒါရှိရနဲ့ကားကိုကြီးအိမ်ထားပြီးမနက်၄နာရီပြန်ထမအောင်တော့ပေါ့ကွာအဲ့ဒီဘတော့ပင်နဲ့မလက်မကန်းအောင်ရောက်တော့မကားမီရောအောင်မှာတွေးတော့တာပဲဟာဟုတ်လားဗျာကိုမိုးကြီးဘယ်လိုပုံစံကြီးရုံးဗျာအေးအဲ့ဒီလူ၆ထက်ကပြုတ်ကြတော့ဝယ်စားတိုင်းပဲစစ်စင်းအောင်အိမ်ကြီးနဲ့ဘသူနှက်ွက်လေးတစ်ထည်လေးပွတ်ထားတယ်ကွာရင်ညှိထားတဲ့ဘတော့ပင်နေရာမှာငုတ်တုတ်ကြီးထိုင်နေတာဟေးတကူလုံးမှလည်းတွေးနေတယ်ကွာ ေးထူးဆန်းတာမျက်နှာလုံးဝမပေါဘူးဟိဟာအားလုံးကစားထွက်လာတဲ့တန်နေပဲဗျို့ကဲဘလို့လဲဗျအကူမူရဲ့မျက်နှာမပေါဘူးဖက်လားအေးဟုတ်တယ်ကွာသိမောင်ရဒီကောင်းမှမျက်နှာမပေါဘူးမျက်နှာနေရမှာပြောင်ကြီးကွာမျက်လုံးတို့ပါးစပ်နှာခေါင်းဘာမှမရှိဘူးအသာပြောင်ကြီးဖြစ်နေတာဟာကိုမူကြောက်ဦးလားဗျကိုဝင်ရဝင်မီမီးပြန်ရောဗျကြောက်ပြနေမလားကိုဝင်ရကြောက်တာကိုအကျသိနေဆိုတော့ထားလိုက်တာမှတခဲမြဲဖြစ်နေတော့စပင်းနေဆိုတော့အပေါ်ထောင်နေတယ်လို့ထင်တာပေါ့ အဲ့တော့ကိုမိုးဘာလုပ်တော့ငါလည်းစမ်ကြည့်ရတာနဲ့ကာမီပိတ်ပစ်လိုက်တယ်လူတွေအင်မောကြတဲ့အချိန်ဆိုတော့တလန်လုံးတိတ်သိမ့်နေတာကွာအိမ်ကြီးတွေပိတ်ထားကြတော့လမ်းတက်မီတိုင်းမီးရောက်မရှိရတယ်ကွာအဲ့နေရာမောင်းကြီးကြနေရဆိုတော့ဘာမှမနေရတော့ခဏကြတော့ငါစိတ်ကဒီကောင်ကိုကြည့်ချင်တာပြန်ရောဟေးအဲ့ဒါနဲ့ကာမီကိုပြန်ဖွင့်လိုက်တယ်မရှိတော့ဘူးကွာပျောက်သွားပြီဒါနဲ့ငါလည်းကောင်ကိုမှန်မှန်မဲမောင်းလုံးထွက်လာခဲ့ရတာပေါ့ကွာအာကိုမိုးကလည်းတော်တော်ကြောက်စရာပေါင်းတာပဲဗျာနို့ဒီနောက်ပိုင်းရောအဲ့ဒီဘဲယူတွေးချတည်လာဗျာ ဲ့ဒီကလေးလမ်းထဲမှာဖုန်းတွေပြင်ပြီးပေးတည်ရွကြတာကွာဒီတော့တော့ဘာမှမမြင်ရတော့ဘူးငါတို့တွေ့ရတယ်ဆိုတဲ့အချိန်ကလည်းရက်တော့မလဲသေးဘူးလေကွာအော်ဟုတ်သားပဲဒါကြောင့်ထင်မှာပါကိုမိုးပြောတဲ့စီကြောင့်အားလုံးညီမီတွေ့နေကြတာပြုကဲကိုစိန်မောင်ခင်ဗျားလည်းပြောပြပါအောင်ဗျာခင်ဗျားကကိုရီကိစ္စလေးတွေပေါ့ဗျာကိုဝင်းကကိုစိန်မောင်ပြောခိုင်းမြောင်ပြုကိုစိန်မောင်ညှိလက်စား secret လေးကိုတဖော်နှဖော်ဖော်လိုက်တယ်တော်တော်ကြာသွားပြီကွာလန်နာရဘက်ကိုထိုးထားတဲ့ဘင်းလောင်တရားကြီးပေါ်မှာပေါ့ကွာဘယ်တရားတော့ပထမတရားလားနောက်တရားဟာ ကိုမိုးရအဲ့ဒီတော့ဒုတိယတရားမရှိသေးဘူးလေဗျာပထမတရားကိုပြောတာဘေးရင်တော်တရားလေဗျာအောင်စရာတရားမဟုတ်ဩဟုတ်ပြောညာဘက်၁၂နာရီလောက်ဗျာကျုပ်ကလိုင်းကားရာကိုပတ်စင်ကြတော့ပို့ပြီးပြန်လာတာစက်မှုဆုံးလိုက်ပို့ရတာဗျဒီလူတွေကညာဘက်ဘီယာတန်ပိတ်မှထပ်ပြန်ကြတာထင်ပါရဲ့ဗျာကျုပ်လည်းသူတို့တည်တည်ဆဲဆဲပို့ခဲ့ပြီးမှပြန်လာခဲ့တာတရားပေါ်တက်ရုံမရှိသေးတာဗျာမိရအောင်မတည်တည်ဆဲဆဲအောင်မြင်လိုက်ရတာဟာဟုတ်လားဘာအောင်မြင်လိုက်တာတော့ဘုံမြကိုစိတ်မဝင်မဖဲဝါကြီးဗျာမဖဲဝါကြီးဘာမဖဲဝါဟုတ်လားကိုစိတ်မဝင် အားလုံးမဖဲဝါလို့ပြောလိုက်တော့စစောအထွက်ပုံကြီးစိတ်ဝင်စားသွားကြတာပေါ့ဗျာကျောင်းသားတော်ညအခုစင်မွေခမရဘလုံးမြင်နေရတာအရန်ကိုတည်ရင်နေကြပြီဗျအဲ့ဒီဘရင်တော်တရားကြီးရဲ့တန်ပေါင်းကြီးရဲ့ပုံမှာအခေါင်းကျွန်တော်ကိုထမ်းပြီးတရားကြီးကိုခွာကျော်သွားတာကွာဟာအားလုံးအံ့ဩတော့ကြတာပြုတ်ကျုံနဲ့အံ့ဩတာပါပဲဗျာဒါဆိုအချင်းကြီးပေါ့ဗျဟာမင်းစဉ်းစားတာကြည့်ပြီးတော့မဝင်ရအဲ့ဒီတရားကြီးကိုခွာကျော်သွားပါလေဆုံးမကွာငါကားထဲကနေမော့ကြည့်တာမျက်နှာမမြင်လိုက်ရဘူးသမီးရင်ရှားထားတာကွာ အဲ့ဒါတော့ငါတွေးလိုက်ရတယ်ငါမှချက်သိန်းကြီးအလုံးကြီးကြီးတွေထသွားတာဟေးခေါင်းထန်းလာတယ်ဟုတ်လားကိုစင်မဘာတက်တာကြီးလုံးမရကိုကိုမိုးဆိုတဲ့ကားဆရာဝင်ပြောတယ်အဲ့ဒါမကောင်းတဲ့နမိတ်ပြကိုမိုးရဲ့ကျုပ်ရင်ကလေးအကြောက်ဘူးလေဂျွာတရနာကိုမဖဲဝါခေါင်းထန်းရောက်လာတာတွေဘာတွေမြင်လိုက်ရတယ်ဆိုရင်အဲ့ဒီဂျွာမှာလူတွေစရိုက်သေးတတ်တယ်ဗျဟေးအော်ဒီလိုလားဟေးအဲ့ဒါနဲ့တို့လဲကားစီရတိုင်းကင်တောင်းတောင်းဖြစ်နေတာဗျကြောင်ကြီးဘာလို့အောင်မသိဘူးမဖဲဝါကြီးရတဲ့ဓာကြီးကိုခွာကြော်ကြီးပြောက်တော့တာပေါ့ဗျာ နောက်တော့ကျုံတော့မှာကားရီတန်းစီနေပြီတ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 ီဆိုတဲ့အတန်းတွေထွက်လာတော့မှာတတိပြန်ဝင်လာပြီကားမုံထွက်လာခဲ့ရတာပေါ့ဗျာကျုံမျက်စီထဲမှာဒီเจ้าတွေတွေးမိရင်ချက်ချင်းကိုပြန်မြင်အောင်လာတာဗျို့အဲ့ဒီမြင်ငွင်းကြီးတော့ကျုံတို့တက်မှာလုံးဝမေးလို့ရမှာမဟုတ်တော့ပါဘူးဗျာနို့နေပါအောင်ဗျာကိုစိမောင်ကားနောက်မှာရင့်နေတဲ့ကားလေးကိုဒါတွေမြင်နှကြသလားဗျာဟာအဲ့ဒါတော့မသိဘူးဗျာကျုပ်ကတော့ငုတ်တုတ်ကြီးမင်းနေတာလားအိပ်ယောနေတာလားနဲ့ဝိုင်းဟောကြတာပဲဗျာနောက်တော့ဘာဖြစ်သေးတော့ဗျာဖြစ်တာပေါ့ဗျာနောက်တနေ့အဲ့ဒီတရားပေါ်မှာဒိုင်နာကားဗျာကစင်းမောက်လို့လူ22ယောက်ကိုကြီးမိသေးရလေဟာ ဟုတ်တယ်ဟုတ်တယ်ကျုပ်လည်းကြားလိုက်တယ်အဲ့တော့ဩအဲ့ဒါမဖြစ်ခင်မဖဲဝါကြီးအကောင့်ထန်းကြော်သွားတာကိုအားလုံးညင်သွားတယ်ဗျညကလည်းနက်လာပြီအေးရက်ကလည်းပို့လာပြီမိဖို့ရဲ့ခင်းလုံးတွေထက်ထက်ပြီးစဘာဝင်းကောင်းနေကြတာပေါ့ဗျာလူတွေမှာတစ်ခါမဟုတ်တစ်ခါအံ့ဩစရာတွေကြုံတတ်တယ်ဆိုတော့ကျုပ်တိတော်တာပေါ့ဗျာကဲကိုမြမောင်ပြောဖို့မရခင်ဗျားတွေ့ကြုံလေးလေးကိုမြမောင်လည်းသူ့ဝတ်ထားတဲ့ကြင်အင်းကြီးကိုရင်ပတ်ဆွဲပြီးစိတ်လိုက်တယ်ဗျပြီးတော့မှပြောတယ်2008ခုနှစ်ကအာသိမ့်မုံတိုင်းယူပြီးတော့မင်းတို့မမိကြအောင် ဟာဒါမေးကြမှာမဟုတ်တာတွေကမှတ်မိတာပေါ့ဗျမြေဝကျုံမမနေရတော်တော်ဆွေမျိုးတွေတော်တော်ပါသွားတာပဲဗျခင်မိပါနဲ့ကိုဝင်းဟန်ပြောတာဗျအေးအဲ့ဒီနာဂီကြီးဖြစ်ပြီးတပတ်လောက်ကြာရဲ့အချိန်မှာကွာလမ်းနေပြန်ပြီးတော့အပွင့်လာတာကိုတပင်တွေလဲရတတိုင်လဲကြတာလို့ရှင်းပြီးပြီးအောင်လို့ပါကွာငါလဲကားလေးပြန်မောင်းတာပေါ့မနေ့လေးနိုင်လောက်ရှိပြီကွာငါကန္နာလန်တိုင်းမောင်းလာတာမြေဝကျုံမအသိမောသိတင်လာရတော့15လမ်း16လမ်းလောက်မှာပေါ့နောင်မီလေးဈေးနာပေါ့ကွာဒူတယောက်အိမ်မဲတလုံးပခုံးမှာလွယ်လာတယ်ကွာငါကောက်တားတယ် ဘယ်တော့မှလဲဆိုတော့အင်းစိန်နဲ့ကွ။ငါလည်းဈေးစကားပြောပြီးတင်လိုက်တာပေါ့ကွာ။ဒီလူကနောက်ခံအတက်တယ်ထုံးစံနိုင်မှာပေါ့ဒီလူနဲ့ငါနဲ့စကားလေးပါလေးပြောတာပဲ။ဒီချိန်ကတော့လူတိုင်းပြောတဲ့စကားကတော့မှုန်တိုင်းကြောင့်ပဲများတာပေါ့။ဒီလူကသူတို့မျိုးဝကြုံမရွာတွေမှာကျွာလွန်ချွလူတီသေးတဲ့လေခွင်းနေတဲ့မှာအလောင်းတွေများရှိနေတဲ့ကြောင့်လေပြောတာပေါ့ကွာ။ငါလည်းဟိုမေးတီမေးပေါ့လေ။ဒါနဲ့ငါကားနောက်ကြီးမှန်လေးရတယ်ဒီလူကိုကြည့်လိုက်မိတယ်ကွာ။ဟာကနေနေရောငါပဲဆက်ကကြောင်အောင်မိတယ်ဟေးဒီမှာနေဒီလူလည်းနှံ့သွားပြီ။ဘာတော့မပြကဖြစ်လို့တော့ငါ့ကိုမေးတယ်ပေါ့။ ။အားလည်းချက်ချင်းတတိယပြီးသွားတာပေါ့ကွာ။ခွေးပါဗျာအကရှိကကပ်ပြီးဖြက်ပြီးကြာ။တိုင်ပြီးတော့မလို့ကန်ကောင်းလို့ဗျာ။ငါပြောလိုက်တော့ဒီလူကမှောင်နှိုင်းကြောင်ဆက်ပြောတယ်ကွာ။နို့ခမားကနောက်ကြည့်မှန်တယ်မှာဘာတွေးလိုက်တာတော့မိမကြီးဟေးမိမကြီးစရစရဝင်းနေကွာမျိုးလုံးကြီးပြီးနေငါ့ကိုကြည့်နေတာ။ဗျာမိမကြီးဟလားခမားတင်လာတဲ့ယောက်ျားကြီးမဟုတ်လား။အေးအဲ့ဒါကြောင့်ပြောတာပေါ့ကွာငါဒီလူမတိမတားလက်ကြီးလိုက်ယောက်ျားပေါ့ကွာငါနဲ့စကားပြောနေတာပဲငါသိတယ်ဗျဒါပေမဲ့ဒီလူမှန်နဲ့ကြီးတယ်မိမကြီးဖြစ်နေတယ်ဟေ ဟာခင်ဗျာဆန်းနိုင်နေတာကြီးကိုမြောင်းပါအေးငါလဲကြောက်လာတာပေါ့ကွာဒါမျိုးတစ်ခါမှမကြုံဘူးလို့တော့မဟုတ်တာတဲ့သိငိထားပြီးကြောတဲ့ရနေစိတ်ငင်းစိတ်ငင်းနေဖြစ်သွားတာနေနေကုန်းမှာကားရတော့လေငါနောက်ဘူးသူစရာလက်ကြည့်ဒီလူကငါတိုင်ခဲ့တဲ့လူဒါပေမဲ့မှန်နေရဲ့ပြန်ကြီးမိမ့်မိုင်မှမိမ့်မိုင်ပဲရုံကြီးငယ်ဟိုကြီးတကြီးကြည့်နေတာဘာလဲဘာလို့ရမလဲလို့တွေးတာပေါ့ကွာပတ်ဆက်မျိုးတော့ပြောဦးနေနေကုန်းမှာပဲစဉ်းစားနိုင်ရမလားဘာလို့ဟင်ကောင်းလဲလို့တွေးတာပေါ့ကွာတဲရမီဘွားရဲ့မကားမီနီမီနီတော့မှာငါတခုဆုံးပြတ်လိုက်တယ်မီနီလွတ်လာတော့ကားကိုစမ်းမောင်းလိုက်ပြီး ကမာယိုရဲ့ဖန်ရှိမှာကားကိုထိုးရက်လိုက်တယ်ပြီးတာနဲ့တွေးတဲ့ရဲနှယောက်ကိုအချိုးချောင်းခက်မြန်မြန်ပြောပြလိုက်တော့ရဲနှယောက်ထွက်လာတယ်။တယောက်ကဒူရဲဦးကတယောက်ကတက်ကြက်ကားစီရောက်တော့ဒီလူကိုကားပြင်ထွက်ခိုင်းပြီးစကန်နဲ့ကိုခေါ်သွားတယ်။ငါလည်းလိုက်ခဲ့ရတယ်ဟုတ်ကွာ။သူတို့ပြောရရင်တော့စကန်ကဒီလူအိတ်ကိုရှာရော့ရေးဘာရတွေ့ရလို့ထင်တော့ဟင်ဘာရတွေ့တော့များကိုများမော်ရဲ့။ရွှေလေးကရွှေပေါ့လက်စွပ်တွေဆွဲချိုးတွေလက်ကောက်တွေငကတ်တွေပေါ့ကွာနေတာမဟုတ်ဘူး။တချို့နှကတ်တွေမှာလူနှရွက်ပြားလေးရောပါသေးတယ်ကွာလက်စွပ်တွေဆိုရင်တချို့လက်စွပ်မှာလူသားတွေကတ်နေတာကွာ ာစကမ်းမှုကဒီကောင်ကိုဆစ်တော့မှပေါ်လာရေးဒီကောင်မှုန်တိုင်းပြီးမှလေခွန်းထဲမှာတင်နေတဲ့အလောင်းတွေကချွေတွေကိုဖြုတ်ပြီးပြီးရန်ကုန်တုတ်ချလာတာကွာဟာဒါဆိုရင်ကွန်ရက်မောင်မြင်းနဲ့မိမကြီးဆိုတာဟက်ကောင်မောင်ရဲ့အဲ့ဒါနာခဲမှုန်တိုင်းထဲမှာသေသွားတဲ့မိမကြီးကွာသူ့ဝဲထားတဲ့ PC တွေကိုဆွဲလမ်းပြီးသေသွားတော့တစီမကြီးဖြစ်နေတာပေါ့ကွာဒီလူကသူ့အလောင်း PC တွေဖြုတ်ယူလို့ဒီလူသွားလေးကတော့ကောက်ကောက်လိုင်းရောပေါ့ကွာအော်ဒီလိုလားနောက်တော့ဘာဖြစ်သွားတာလဲအဲ့ဒါတော့ငါမသိဘူးကွာငါကတော့ဒီလူကိုရဲလက်အပ်လိုက်တာပဲကွာ အော်အေးအေးအဲ့ဒီမှာပြောစရာကြီးသေးတယ်ကွာစကမ်းကငါးနဲ့ထွက်လိုက်လာပြီးကားတကားဖွင့်တယ်ပြီးတော့ကားတွေကကောင်းကောင်းကြီးပြောတယ်ခိုးတော်ကြီးလဲလာလာလာခမန်းပစ္စည်းတွေယူလေလို့တို့တို့အေးယူပါမခမန်းရှင်းကပြင်မယ်လာခဲ့လာခဲ့လို့ပြောပြီးခေါ်သွားတယ်ကွာဟာဘိုးတစင်မကြီးကလိုက်သွားတော့လားအဲ့အရောငါလည်းမသိဘူးလေကွာစကမ်းကတော့ခက်တီတင်ကခေါ်ထုတ်သွားတာပဲကွာငါလည်းကားကတပြားမှမရပဲပြန်လဲရတာပေါ့ကွာသူတို့တွေကိုပြန်မှန်ပြောတဲ့ဇနက်အောင်တော်တော်စိတ်ဝင်စားကြတာပဲဗျာဘသူကပြောပြောစိတ်ဝင်စားနေတာထောင်းနေလူတယောက်ကသူ့ရဲမှာရှိသေးတယ်ဗျာ ဒီလိုကဆက်လိုက်ဒီပါလေတောက်တာမတွေ့ရကဲကိုစုံဝင်ခမရလဲဗျာနည်းနည်းပါးပါးပြောပါအောင်ဗျကိုဝင်းကပြောကိုစုံဝင်ဆိုတဲ့သူကခနောင်းငုံနေပြီနေရာကနေရှိကိုနည်းနည်းတိုးလိုက်တယ်ဒီဘိုးတော့အသက်50ကျော်လောက်တော့ရှိမှထင်တယ်ဗျဥစုံဝင်ဆိုတဲ့ဘိုးတော့ပြောပြတယ်ဗျအဲ့လိုကငါတက်စီမောင်းလာတာပေါ့ကွာတာမွေသင်္ကန်းကြီးကလည်းဖျက်ပြီးကားတာပဲရှိသေးတယ်ည7နာရီလောက်ရှိပြီကွာငါခီးတယ်လိုက်ဖို့ပြီးဈေးအောင်လမ်းပြန်လာတာမရှိမှစိုက်ကားတစ်စီးကွာပါစင်ညာတင်ပြီးနင်းသွားတာတပြေးပြေးနဲ့အဲ့ဒီစိုက်ကားကိုငါကကကြော်တက်ပြီး ငါမတ်မဲဆိုင်ကားပေါ်ပါစင်ကြောင်ကြီးလိုက်မိတာဟဲ့အောင်မလေးဆိုရင်ငါထောက်အောင်မိတာပဲကွာဟင်ဦးစိဝင်ရဗာမြင်လိုက်လို့တော့ဗာမြင်ရမတော်ဘူးကွာမောင်ဝင်းရဲ့အဲ့ဒီလူတင်နေလာတဲ့ပါစင်ကြောင်မိမကွာဒါပေမဲ့ငါကြီးလိုက်တဲ့အချိန်မှာခေါင်းမပါဘူးကလေပင်ငုတ်တူကြီးနဲ့ဗျာအားလုံးကလက်အောင်ကြပြန်အောင်ပြောငါလည်းကောက်အောင်ရှိနေနေရှော့ပြီးဆိုင်ကားဆရာကိုလမ်းခေါ်လိုက်မိရောဟေးဟဲ့ဆိုင်ကားဆရာခမရပါစင်ကြောင်ခေါင်းမပါဘူးဆိုင်ကားသမားလည်းသူခီးတဲ့ကိုလှည့်ကြည့်လိုက်ရောဟေးဟာဒီလိုမြင်ရရတာမြင်ရတာပေါ့မောင်ဝင်းရဲ့ တစီမအတမြင်ချောက်တာပဲလားစိုက်ကားသမားဆိုတော့ဗာပြောကောင်းလဲကွာအောင်လေးပြလို့အတမောဘီစိုက်ကားဘဝကနေခုံချပြီးပြီးရောဟေးငါလည်းနောက်ပြန်လဲကြည့်တော့စိုက်ကားဘဝမှာဘာမှမတွေ့တော့ဘူးကွာဟင်အဲ့ဒီကောင်းပြတစီမချက်ချင်းပဲရောက်သွားတာတော့ဘုံပြကိုမိုးကဝင်မိတယ်ဗျဟာကိုမိုးကတစေပါဆိုဒီမှာချော့ပြီးတော့ဖျောက်သွားတာပေါ့ကွာစိုက်ကသမားတွေတော့ဘလို့ဆက်လုပ်လဲငါလည်းမသိတော့ပါဘူးငါလည်းကောက်ခက်တော့တော့မောင်ပြီးတံမွေပလီပဲကိုထွက်ချခဲ့တာကွာအဲ့ဒါငါနေစင်းနဲ့ကိုတက်အမြင်ခဲ့ရတဲ့ကောင်းမပါတဲ့တစေမှာပဲကွာအားလုံးညင်မိနာတော့နေတာပေါ့ဗျာ မလို့ဗျငြိမ်မိတွင်းနေကြတော့မှာပဲကျိုးတို့နောက်ဘက်ကဝုန်းဆိုတဲ့နေရင်ကြားလိုက်ရတယ်ဗျို့အားလုံးထောက်အောင်လိုက်ကြတယ်ဗျာနောက်လည်းကြည့်တော့မှကျိုးတို့နောက်ကတစ်ထက်ចောင်းကလေးရဲ့ခေါမိုးသူပြားဖို့ဆရာတော်ရဲ့ကြောင်ရင်ခုံချလိုက်တာဗျို့ညောင်ဆိုတဲ့ကြောင်အောင်ကြားလိုက်တော့မှအားလုံးသဘောပေါက်ပြီးရီလိုက်ကြတာဗျာဟာဟာဆိုတဲ့အတိုင်းပုပ္ပယံကြောင်အောင်နဲ့မှလှမ်းသွားရောဗျို့ကျွန်တော် channel လေးကို subscribe လိုက်လေးလုပ်ပေးသွားကြဖို့ကျွန်တော်မြတ်တာရခံကျွန်တော်တွေကျွန်တော်တသိတပိသား ါမီဖြည့်ပေးနေတယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ပြီးသွားကြပါခင်ဗျာကျွန်တော်ရဲ့အတန်စာဖတ်နေတာမမမမလည်းအောက်မှာဝေဖန်ခြင်းပြုခဲ့လို့ရပါတယ်ခင်ဗျာအလုံးချေးစစ်တင်ပါတယ်ခင်ဗျာတာယာ channel ရဲ့ညာလေးဖြစ်ပါသေးတယ်အားလုံးကခုနက